အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ခြေဘွားအောက်မှာဝတ်ထားတဲ့ကမ္ဘာတစ်ခုရှိနေပါတယ်ဒါဟာကမ္ဘာအပေါ်ရန်လွှာတဲ့ကိုမိုင်ပေါင်းများစွာကျယ်ပြန့်ပြီး နေရောင်ခြည်မရောက်နိုင်တဲ့တချင်ကတက်ရှိရအတွက်မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့နေရာတွေထက်ကိုတောင်ကျော်လွန်သွားတဲ့ကမ္ဘာတစ်ခုပါအစိုးရအချိန်တွေနဲ့ပြည့်နှက်နေပြီးတော့ တက်ရှိတွေကမဖြစ်နိုင်တာကိုစိန်ခေါ်နေတဲ့နေရာတစ်ခုပေါ့နှစ်သားမောင်များစွာရှင်သန်နေပြီးရှေးကြတဲ့အနုစီဝါတက်ရှိတွေကနေနေရောင်ကြီးမပါပဲရှင်သန်ကြီးထွားနေတဲ့ထူးဆန်းတဲ့တက်ရှိတွေအထိဒီမြောက်ကဘာဟာကဘာပေါ်ကဘဝရဲ့အဓိပ္ပာယ်ကို ပြန်လည်ရေးသားနေပါတယ်အလွန်ပြင်းထန်တဲ့အပူဖိခွဲပြလို့မတက်ဖိအားနဲ့လုံးဝအလင်းမရှိတဲ့မောင်မိုင်းမှုတွေမှာရှင်သန်နေကကျေပြန့်ပြီးဂျိုသားကဘာလိုဂေယာစနစ်တစ်ခုပါ ဒီနေရာမှာရှိကြတဲ့အနုဇီဝသက်ရှိတွေကတတုဓာတ်ကိုစားသုံးကြတယ်။ထူးဆန်းတဲ့သက်ရှိတွေကအောက်ဆီဂျင်မပါဘဲရှင်သန်ကြပြီးသက်ရှိတွေကဇီဝဗေဒရဲ့စီးမြင်တွေကိုစန့်ကျင်တဲ့နီလန်းတွေနဲ့အကျဉ်းချခံရှင်သန်နေကြပါတယ်။ဒီဗီဒီယိုမှာတော့ဒီမြေအောက်ဇီဝရုံမှာရှိတဲ့လှုပ်ဝက်ချက်တွေဘလို့သက်ရှိမျိုးတွေကိုကျွန်တော်တို့ရှာတွေ့နိုင်မလဲ။သူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ဒီယာအားလုံးကကျွန်တော်တို့ရဲ့ကဘာဂျိုဘောကသက်ရှိတွေအပေါ်ထားတဲ့အမြင်ကိုသာမကတခြားဂျိုတွေဘောကသက်ရှိတွေအတွက်ပါ ဘလို့အတိတ်ပဲတက်ရောက်နိုင်တယ်လဲဆိုတာကိုဖော်ထုတ်သွားမှာပါ။ဒါဆိုသူကဘမရှိနေတာလဲ။ဒါကကုန်းမြေအောက်အနည်းဆုံး9ကီလိုမီတာနဲ့ပင်လယ်ကျမ်းမြေအောက်10ကီလိုမီတာအထိကျယ်ပြန့်ပြီးကမ္ဘာသမုဒ္ဒရာအားလုံးရဲ့ဒုထက်ထက်နှစ်ဆပိုကြီးရဲ့နေရာဒေသတစ်ခုပါ။နတ်ရှိုင်းစွာမြုံနှံထားတဲ့ဒီပတ်ဝန်းကျင်ဟာအပူပိုင်းမုတ်တုံတော်နဲ့ရှင်လာရည်တက်ရှိရည်အတွက်တိတ်ပြီးအဝတ်ကျယ်ပုံနဲ့နေရာတစ်ခုလိုမထင်ရပါဘူး။တကယ်တော့6တွေးရဲ့အသေးခံနာရဒါမှမဟုတ်အေးခဲနေတဲ့ရေခဲမြင့်နဲ့တောင်ရှင်လို့မရပါဘူး။ ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့နှဆိုင်သောဇီဝရဝန်းဟာကဘာပေါ်ကဇီဝဓာတ်ထုအလုံးရဲ့15ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့ယူဆကြပါတယ်။ကဘာအကြီးဆုံးသစ်နီပင်ကြီးတွေကနေအသိငယ်ဆုံးအနုဇီဝသက်ရှိတွေ virus တွေအထိအလုံးပါဝင်တဲ့ဇီဝရဝန်းဟာတစ်ချိန်ကကျွန်တော်တို့ခြေပွားအောက်မှာပဲအဆုံးသတ်တယ်လို့ထင်ခဲ့ကြပါတယ်။ဟုတ်ပါတယ်။သိပ္ပံပညာရှင်တွေကနှဆိုင်တဲ့ဂူရီထဲမှာတဘောအလုံးနေထိုင်တဲ့တတော်ဝါတွေဒါမှမဟုတ်မြေကြီးထဲမှာ တော်တော်တူးဆွနေတဲ့တော်ဝါတွေအကြောင်းသိထားကြပါတယ်။ဒါပေမဲ့တက်ရှိအားလုံးဟာသူတို့ရဲ့စွမ်းအင်ကိုနေကနေတိုင်းရိုက်ဖြစ်စေတော်ဝိုက်ပြီးတော့ဖြစ်စေရယူတယ်လို့နားလည်ထားကြတာပါ။အလင်းဖြင့်အစာချက်လုပ်ခြင်း photosynthesis ကနေဖြစ်ဖြစ်အစာဝင်စားတဲ့ရှာကိုစားသုံးခြင်းကနေဖြစ်ဖြစ်ပေါ့။ဆိုလိုတာကပယ်တက်ရှိမှာနေအလင်းရောင်နဲ့တိတ်အဝေးကြီးမှာနေလို့မရဘူးပေါ့။ဒါပေမဲ့၂၀ရာစုစောပိုင်းမှာတတုတူဖို့သူတွေက မြေရောက်အနှံ့ထဲကိုတတုရင်းနဲ့ဒူးဖို့ရင်းရင်းနဲ့စတင်ဒူးဖို့လာတဲ့အခါမှာတော့ကျွန်တော်တို့ဟာအဲ့ဒီယူဆချက်တွေကိုမင်းဝန်ထုတ်လာကြပါတယ်။ကြောက်လာတွေကနေ ထုတ်ယူရရှိတဲ့အရေးတွေထဲမှာဇီဝဗေဒဆိုင်ရာဇင်းမြစ်ရှိပုံရတဲ့ဒါရုပစ္စည်းတွေပါဝင်နေပြီးတော့သိပ္ပံပညာရှင်တချို့ကမျက်နှာပြင်အောင်အဝေးကြီးမှာနေထိုင်ခဲ့ပုံရတဲ့ပဒိယာတွေကိုတော့ဝင်းပြူနိုင်ခဲ့ကြပါတယ်။ပထမတော့သူတေတီတွေကဒီ24ရေးတွင်ထဲမှာသူတို့တွေတွေ့ရှိခဲ့တဲ့တက်ရှိတွေဟာ ဒုဖို့တဲ့လုပ်ငန်းစဉ်ကြောင့်အပေါ်ရန်ကတက်ရှိပြီးပါသွားတာလားဆိုတာမသေချာခဲ့ပါဘူး။ဒုဖို့ရဲ့ပစ္စည်းကရိယာတွေကိုပိုသက်ဖို့ဆိုတာကလည်းရေဘူးရအဖြစ်မလိုအပ်ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာသိပ္ပံပညာရှင်တွေကမျက်နှာပြင်ကနေညဉ့်ဉန်းမှုမဖြစ်အောင်ရှောင်ရှားတဲ့ဤစနစ်တွေတီးထွင်လာကြတဲ့အခါမှာတော့သူတို့ရယူလာတဲ့နမူနာအလုံးနီးပါးမှာတက်ရှိဆဲတွေကိုတွေးရှိခဲ့ကြပါတယ်။ရေစိတ်ဝင်နိုင်တဲ့အကြောင်းတွေဒါမှမဟုတ်ချွေးပေါက်လိုနေရာတွေရှိတဲ့နေရာတိုင်းမှာတက်ရှိရှိနေတာကိုတွေ့ရပါတယ်။ မျက်နှာပြင်အောင်နည်းနည်းလေးနှက်တဲ့ဂူတွေနဲ့မြေအောက်နိုင်ကောင်းတွေတဲကိုဝင်သွားရင်တက်ရှိရရဲ့ပုံစံဘလောက်ကွာခြားသွားနိုင်လဲဆိုတာကျွန်တော်တို့သိပါတယ်။မက်ဆီကန်တက်ထရာ၅ရဲ့မျိုးလုံးမပါတဲ့ကြောက်စရာမျက်နှာဒါမှမဟုတ်အမွေးမရှိတဲ့ကြွက်ဆုပ်လိုထူးဆန်းပြီးနိုင်ရုံကြီးတွေဖြစ်အောင်ပြောင်းလဲလာမှုတွေပေါ်ပေါက်လာပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကပုံပြီးနိုင်ဆိုင်တဲ့ပင်လယ်ကျမ်းပြင်ကအနေနဲ့တွေနဲ့ကမ္ဘာအပေါ်ရန်လွာတဲ့ကိုတူးဆော့ဝင်ရောက်နေကြတာပါ။အဲ့ဒီမှာဘလို့တက်ရှိမျိုးတွေတွေ့ရမယ်လို့မျှော်လင့်နိုင်မလဲ။ပြီးတော့ သူတို့ရဲ့ဘဝကဘယ်လိုလဲတက်ရှိအားလုံးကိုအဓိကအုပ်စုသုံးစုခွဲနိုင်ပါတယ်ဘက်တီးရီးယားအာခီးယားနဲ့ယူကေရီးယားတို့ပဲဖြစ်ပါတယ်ဒီယူဆကိုအမေရိကန်အနုဇီဝဗေဒပညာရှင်ကာလ်ဝေါ့စ်က1990ခုနှစ်မှာအဆိုပြုခဲ့ပြီးဒါကစင်ငယ်ဖြစ်စဉ်တစ်လျှောက်မှာတက်ရှိမျိုးနွယ်သစ်ပင် Tree of Life ရဲ့အဓိကလမ်းကွဲအမှတ်တွေကိုနားလည်အောင်ကူညီပေးပါတယ်သင်နဲ့ယင်းနေပြီးသားတက်ရှိအများစုကျွန်တော်တို့အပါအဝင်ယူကေရီးယားအုပ်စုဝင်တွေပါ ဘက်တီးရီးယားတွေဆိုတာဘာလဲကျွန်တော်တို့သိပါတယ်ဒါပေမဲ့အာခီးယားတွေကရောဘက်တီးရီးယားတွေလိုပဲသူတို့ကဆဲတစ်ခုထဲနဲ့ဖွဲ့စည်းထားပဲမဲ့သူတို့ကကမ္ဘာပေါ်မှာရှေးကြဆုံးသက်ရှိပုံစံတွေနဲ့ဆင်တူပါတယ်ထူးခြားတဲ့ဆဲနေရအမျိုးအစားနဲ့မျိုးရိုးဗီဇာဖွဲ့စည်းပုံလည်းရှိပါတယ်အာခီးယားတွေဟာနတ်ဆိုင်နဲ့ဇီဝရဝန်းနဲ့မှဘက်တီးရီးယားတွေနဲ့အတူရှင်သန်ကြပါတယ်သိငယ်တဲ့ဆဲတစ်ခုတည်းရှိတဲ့သက်ရှိတွေဖြစ်တဲ့အတွက်အပူချိန်လွန်ခဲတာဖိအားများတာဒါမှမဟုတ် အာဟာရရှားပါးတာစတဲ့ခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်တွေကိုသူတို့ကပုံပြီးခံနိုင်ရရှိကြပါတယ်။နက်ဆိုင်တဲ့ဇီဝရဲ့ဝန်ဟာနေထိုင်မှုခက်ခဲတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာတန်တရားဖြစ်เสียလုံးဝမရှိပါဘူး။ဒီချက်တွေကိုစိတ်ထဲမှာထားပြီးမျက်နှာပြင်အောက်ကကျွန်တော်တို့ရဲ့ခီးစဉ်တွေကလည်းရရှိခဲ့တဲ့အ धिक ရှာဖွေတွေးရှိမှုတွေကိုလေ့လာကြည့်ကြရအောင်။ရေချောင်းလောကမှာတော့သူတေသီတွေဟာ20ရာစုတစ်လျှောက်လုံးပင်လယ်ကျမ်းမြေအနေနဲ့တွေကိုနမူနာယူလေ့လာခဲ့ကြပြီး နမူနာယူနိုင်တဲ့အနောက်တိုင်းမှာဆဲရီရှိနေပြီးရှောက်ခွေတွဲရှိနိုင်တယ်ဆိုတာကိုသိပြီးသုံးလုံးခဲ့ကြပါတယ်။ဒါကတက်ရှိတွေဟာရှေးကြတဲ့အနေနဲ့တွေထဲမှာရှင်သန်နိုင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ပထမဆုံးသတိထောက်ထားပါပဲ။အဲ့ဒီအနေနဲ့တချို့ဟာလွန်ခဲ့တဲ့နှစ်သန်းကျော်ကလေးကအနေကြခဲ့တယ်လို့ယူဆရတာတွေတောင်ပါဝင်ပါတယ်။အဲ့ဒီနောက်မှာတော့1983ခုနှစ်ကနေ2003ခုနှစ်အထိပင်လယ်တူးဖို့ရေးအစီအစဉ် Ocean Drilling Program လို့ခေါ်တဲ့အရေးပါတဲ့ပင်လယ်ဒူးဖော်ရေးအစဉ်တရေစတင်ခဲ့ပြီးပင်လယ်ကျမ်းမြေအနက်ထဲကအနယ်အနစ်တွေနဲ့ပတ်သက်တဲ့အချက်အလက်အများကြီးကိုစုဆောင်းနိုင်ခဲ့ပါတယ်။အဲ့ဒီအချက်အလက်တွေနဲ့ဒူသိပ္ပံတိုင်းဝိုင်းအတွက်နောက်ထပ်တော်လုံးဆရာကြီးတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့တကယ်တမ်းမှာပက်တီရီးယားနဲ့အာခီးယားအများစုကိုနက်ဆိုင်စွာမြုပ်နှံနေတဲ့အနယ်အနစ်တွေထဲမှာတွေ့ရှိနိုင်နေဆိုတာပါပဲ။ဒီတွေ့ရှိမှုကဒီနေ့ထိဆက်လက်တည်ရှိနေတဲ့ နန်ရှိုင်းနယ်ဇီဝရဲဝန်ရှာဖွေရေးလိုင်းသစ်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်1996ခုနှစ်မှာသိပ္ပံပညာရှင်တွေအထူးပြုလုပ်ထားတဲ့ကင်မရာတွေကိုပင်လယ်ကျမ်းမြေလျှောက်ဆွဲယူသွားရင်ပင်လယ်ကျမ်းမြေရေပူစမ်းပေါက်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒီရေပူစမ်းပေါက်တွေဟာတတုတက်တွေနဲ့တခြားအာဟာရဓာတ်တွေကျွဲဝပြီးပူနွေးတဲ့ဓာတ်ရုပ်အရည်တမျိုးကိုထုတ်လွှတ်နေတာရှေးကြတဲ့ဘူမိဗေဒဆိုင်ရာဖွဲ့စည်းပုံတွေပါနောက်ပိုင်းရင်ကုန်သင်္ဘောတွေနဲ့ဒီရေပူစမ်းပေါက်တွေကိုတွားရောက်လေ့လာကြတဲ့အခါမှာတော့ သိပ္ပံပညာရှင်တွေဟာမမျော်လင့်ပဲကြွယ်ဝပြီးတက်ဝင်လှုပ်ရှားနေတဲ့တက်ရှိအစုဝဲကြီးကိုတွေ့ကြုံခဲ့ကြရပါတယ်။ဒါကြောင့်သူတို့ကဒီမိဂုံငွေတွေထွက်နေတဲ့ဖွဲ့စည်းပုံတွေကိုနှက်ဆိုင်နဲ့ဇီဝရဲ့ဝန်စီတို့ပရင်းပေါက်တစ်ခုလိုစပြီးတွေးထင်လာကြပါတယ်။သူတို့ထင်တာမှားမသွားပါဘူး။ဒီစစဝါတွေဟာမျက်နှာပြင်မှာတင်သွေးရမယ့်အရာတွေလုံးဝမဟုတ်ပါဘူး။တကယ်တော့ရေပူစမ်းပေါက်တချို့မှာယေစုမန်ဖြစ်တဲ့တရားဒဂရီစင်လီရိတ်မှာတော့အလုံးလုံးနိုင်တဲ့ အနုစီဝါသက်ရှိတွေရှိနေပါတယ်။ဒီလိုတွေးရှိမှုတွေကသက်ရှိတွေရဲ့ကံသက်ချက်ကိုကျွန်တော်တို့ထင်ရှားတဲ့အထက်ကျော်လွန်သွားစေပြီးရလက်အနေနဲ့အနုစီဝါဗေဒပညာရှင်အများအပြားကဆဲတွေအလုံးလုံးနိုင်တဲ့အမြင့်ဆုံးအပူချိန်ဟာ150ဒီဂရီစင်နီဂရိတ်အထိရှိနိုင်တယ်လို့ယခုခါမှာယူဆနေကြပါတယ်။ဒါပေမဲ့အလွန်ပြင်းထန်တဲ့အပူချိန်တွေအပြင်ရေပူစမ်းပေါက်တွေအနီးနားမှာနေထိုင်တဲ့သက်ရှိတွေဟာပြင်းထန်လာတဲ့ဖိအားကိုလည်းခံနိုင်ရင်ရှိရပါမယ်။ ပင်လယ်ရင်မျက်နှာပြင်မှာရှိတဲ့လေရုပိယားက0.1 MPa ပါပင်လယ်ရင်အနက်နဲ့ပြင်းပြအနက်ပင်လယ်နဲ့ရေဘူးစမ်းပေါက်တွေကိုတွေ့နိုင်မဲ့နေရာက3800မီတာဒါမှမဟုတ်38 MPa ရှိပါတယ်ဒါဟာပင်လယ်ရင်မျက်နှာပြင်မှာသင်ခံစားရတာထက်အစ380ပိုများတဲ့ဖိအားပါဒီနေရာမှာရှင်သန်မှုအတွက်သင်ဟာသိပ္ပံပညာရှင်တွေခေါ်သလိုဖိအားကိုနှက်တတ်တဲ့ဒါမှမဟုတ်ဖိုင်ဆိုဖီလစ်ဖြစ်ဖို့လိုပါလိမ့်မယ် ဥပမာပင်လယ်နဲ့ထဲကဘက်တီးရီးယားဖိုတိုဘက်တီးရီးယန်ပရိုဖန်ဒမ် SS9 လိုမျိုးပေါ့နာမည်ကတော့ခေါ်ရသိပ်မကောင်းပေမဲ့ဒီမျိုးစိတ်ကိုပင်လယ်နဲ့ဘက်တီးရီးယားရဲ့အုပ်စုကို နားလည်ဖို့အတွက်နမူနာတက်ရှိတစ်ခုအဖြစ်လက်ခံထားပြီးဖိလစ်ပိုင်နိုင်ငံ2500မီတာအနက်မှာမူလကတွေ့ရှိခဲ့တာပါဖိုတိုဘက်တီးရီးယန်ပရိုဖန်ဒမ်ဟာ0.1လနဲ့90 MPa အထိဖိအားကိုခံနိုင်ရရှိတဲ့အတွက် ပင်လယ်ကျမ်းမြေကနေယူလာပြီးအင်းအပြင်ပေါ်မှာမွေးမြူလေးလာနိုင်ပါတယ်။ဒီလေးလာမှုတွေရဲ့ရလဒ်တွေကဘာလဲ။သိပ္ပံပညာရှင်တွေဟာဒီဘက်တီးရီးယားမှာဖိအားမြင့်မားမှုကြောင့်ပျက်စီးသွားတဲ့ DNA တွေကိုပြန်လည်ပြုပြင်နိုင်တဲ့မျိုးဗီဇာတွေကိုတွေ့ရှိခဲ့ကြပါတယ်။နောက်ပြီးတကယ်တမ်းမှာပင်လယ်ရင်မျက်နှာပြင်လို့ဖိအားနေတဲ့နေရာတွေကမှဒီမျိုးစိတ်ရဲ့စိတ်ဖိစီးမှုတုံ့ပြန်မှုကိုလှုပ်ဆော်ပေးတယ်ဆိုတာကိုပါတွေ့ရှိခဲ့ကြပါတယ်။ဒါက Photovalerian Profundum ဟာ ဖီးယားမြင်မာမှုကိုသီးခံနေတာမဟုတ်ပဲတကယ်တမ်းမှာပိုနစ်သက်တယ်ဆိုတဲ့သက်တွေပါပဲဒီလိုအလွန်နဲ့ဆိုင်တဲ့နေရာတွေမှာအစွန်းရောက်အခြေအနေတွေနေရောင်ခြည်မရှိတာနဲ့အခြေခံအာဟာရတွေကိုသင်ဘလို့နေထိုင်တယ်လဲဆိုတာကိုတကယ်တိုက်ရောက်မှုရှိပါတယ်ပင်လယ်ကျမ်းပြင်အောက်ပဝန်းကျင်ကတက်ရှိတွေအတွက်အကောင်းဆုံးနဲ့တခါတည်းရန်တခုတည်းသောနေပြူဟာကတော့အရာအလုံးကိုဖြည်းဖြည်းချင်းလုံးဆောင်မှုပါပဲဒါကဘာကိုဆိုလိုတာလဲဆိုတော့ စွာရင်ရှားပါလာတဲ့အခါမှာတင့်ရဲ့ဇီဝဖြစ်စဉ်အလုံးနှေးကွေးသွားပြီးတင့်မှရှိတဲ့စွာရင်အနေငယ်ကိုပွားများဖို့အစားကိုကိုကို ပြုပြင်မှုအတော့ပဲသုံးပြမှာပါတိမ္မာမြညာရှင်တွေကပင်လယ်ကျမ်းပြင်အောက်မှာမယုံနိုင်လောက်အောင်ရှည်လျားတဲ့တက်တန်းရှိတဲ့တက်ရှိတွေကိုတွေ့ရှိခဲ့ပြီးလှုပ်ရှားမှုနဲ့ပြောင်းလဲမှုအနေငယ်သာရှိတဲ့ဇီဝဖြစ်စဉ်ရပ်တန့်နေတဲ့လောက်ဖြစ်ခြင်း metabolic stasis တမျိုးနဲ့ရှင်သန်နေကြတာကိုတွေ့ရှိခဲ့ပါတယ် ပင်လယ်ကျမ်းမြေအနယ်နှစ်တွေထဲမှာနေထိုင်တဲ့အမျိုးစီဝါသက်ရှိတွေဟာအချိန်ကာလကြာလာတဲ့နဲ့အမျှအနယ်နှစ်တွေနဲ့တခြား organic drop ပေါင်းတွေကသူတို့အပေါ်မှာဖုံးလန်းသွားတဲ့အတွက်တဖြည်းဖြည်းမြုပ်နှံခံရပါတယ်။ဆိုလိုတာကပင်လယ်ကျမ်းမြေအနယ်နှစ်တွေထဲကိုတင်ပုံနဲ့နဲ့တူးသွားလေလေအမျိုးစီဝါသက်ရှိအစုဝေးတွေက ပုံပြီးသက်တိုင်းနေလာလေပါပဲ။ဒီအချက်လက်နဲ့အတူသိပ္ပံပညာရှင်တွေကအမျိုးစီဝါသက်ရှိတွေကိုပထမဆုံးမြုပ်နှံခဲ့တဲ့အချိန်ကစပြီး မျိုးဆက်ဘလောက်ကုံဆုံးခဲ့ပြီလဲဆိုတာကိုခံမှန်းနိုင်ပြီးရလက်တွေကတော့တော်တော်အံ့ဩစရာကောင်းပါတယ်။သူ့တေသီတွေဟာပီရူးနိုင်ငံကနေရာတစ်ခုအတွက်ပင်လယ်ကျမ်းမြေအောက်မီတာ40မှာရှိတဲ့အနုစီဝါသက်ရှိအစုဝေးဟာမျိုးဆက်ပေါင်း1500လောက်ကျော်ဖြတ်ခဲ့ပြီလို့ခံမှန်းခဲ့ကြပါတယ်။အနေနဲ့တွေအဲ့ဒီအနက်ကိုရောက်ဖို့နှစ်ပေါင်း၄သန်းလောက်ကြာတဲ့အတွက်ရိုးရှင်းတဲ့တွက်ချက်မှုတစ်ခုကဒီအနုစီဝါသက်ရှိတွေရဲ့ပြန်မြမျိုးဆက်တစ်ဆက်ဟာ နှစ်ပေါင်း350နီးပါးကြာတယ်လို့ပြောပြနေပါတယ်။မျိုးဆက်တစ်ဆက်ကိုမိနစ်20သာကြာတဲ့ E coli Valeria နဲ့နှိုင်းရှင်ကြည့်ရင်ပင်လယ်ကျမ်းမြစ်မှာနေတဲ့အခါဘဝဟာဘလောက်တောင်နှိပ်ဝေးသွားသလဲဆိုတာကိုနားလည်နိုင်မှာပါ။ဒီသက်ရှိတွေကဘူမိဗေဒဆိုင်ရာအချိန်ကာလတွေပေါ်မှာတည်ရှိနေကြတာဖြစ်လို့သူတို့ဘာမှမလုပ်နိုင်ဘူးလို့ထင်ရတာမဆန်းပါဘူး။ဒါပေမဲ့သိရရှုတော့ကိုနည်းနည်းလေးပြောင်းကြည့်မယ်ဆိုရင်ဒါဟာတိုက်ကြီးတွေရဲ့ရွေလျားမှုနဲ့ ဘူမိယူပါဗေဒဆိုင်ရာစွမ်းရင်တွေကိုတုံ့ပြန်နေကရှုပ်ထွေးပြီးလှုပ်ရှားတက်ဝင်နေတဲ့ကဘာတစ်ခုဖြစ်တယ်ဆိုတာကိုသင်သဘောပေါက်ပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့သိတာကဒီအနုစီဝါတက်ရှိတွေရဲ့မျိုးဆက်တစ်ခုစီဟာအချိန်ကြာကြီးနေထိုင်ရတာကိုသဘောကျတယ်။ဒါပေမဲ့သူတို့ဘလို့လှုပ်ပြီးဒီလိုနေနိုင်ကြတာလဲ။သိပ္ပံပညာရှင်တွေကိုအာအသက်စီဆုံးအချက်ကတော့သူတို့ဟာစွမ်းရင်ဘလောက်နင်းနေနဲ့ရှင်သန်နိုင်တယ်လဲဆိုတာပါပဲ။ ကျွန်တော်တို့လူသားတွေကကိုခန္ဓာလုပ်ငန်းဆောင်တာတွေအတွက်တစ်စက္ကန့်ကိုစွမ်းအင်100 joules လောက်သုံးပါတယ်။ဒါကမျက်နှာကြက်ပံကတလုံးကိုလေပတ်ဖို့လိုအပ်တဲ့စွမ်းအင်နဲ့အတူတူပါပဲ။ဒါပေမဲ့မကြသေးခင်က Science Avengers Journal မှာထုတ်ဝေခဲ့တဲ့စာတမ်းတစ်စောင်မှာသိပ္ပံပညာရှင်တွေကပင်လယ်သမုဒ္ဒရာရဲ့နက်ဆိုင်တဲ့ဇီဝရပ်ဝန်ထဲမှာနေထိုင်တဲ့ပြည်မြအနုဇီဝသက်ရှိတဲ့ကောင်ဟာ လူတယောက်ထက်အစပေါင်းဘီလီယံဘီလီယံ50ပိုနေတဲ့စွမ်းအင်ကိုသုံးဆွဲကြတယ်လို့တွက်ချက်ခဲ့ကြပါတယ်။အကြောင်းအရာတွေကရေအောက်မှာနေမပြီးဆုံးသေးပါဘူး။ကျွန်တော်တို့မျက်နှာပြင်ပေါ်မှာနေစဉ်ဘဝကိုဖျက်ဆီးနေချိန်မှာလဲမြင်မျက်နှာပြင်အောက်အနက်မှာအံ့ဖွယ်ရာတွေဖြစ်ပြနေပါတယ်။ကမ္ဘာအပေါ်ရန်လွာထဲမှာတော့နတ်ဆိုင်တဲ့အကြောင်းတွေကရေထဲမှာစုပြီးအနုဇီဝသက်ရှိတွေကိုကျွန်တော်တို့မကြာခဏတွေ့ရပါတယ်။ အခက်အခဲတွေကြာကပဲဒီအမှုဇီဝတက်ရှိတွေဟာဇီဝဖြစ်စဉ်အရလှုပ်ရှားနေကြပေမဲ့မင်းနဲ့ပြင်ပေါ်ကတက်ရှိတွေထံနေခွေးရဲ့နှုံးနဲ့ပါသူတို့ဟာနယ်ဆိုင်တဲ့အနယ်နှစ်တွေထဲမှာမြုပ်နှံနေတာဒါမှမဟုတ်မြေရောက်ရေလောင်ကန်တွေကနေတဆင်သူတို့စီကိုရောက်လာတဲ့ organic drop ပေါင်းတွေကိုစားသုံးပြီးအသက်ဆက်နေကြတာပါတင်ထင်ထားတဲ့အတိုင်းပဲဒါတွေကအကောင်းဆုံးဆွမ်းရည်အရင်မြစ်တွေတော့မဟုတ်ပါဘူးတက်ရှိတချို့ရှင်သန်မှုအတွက်တော့လုံလောက်ပါတယ်ဒါပေမဲ့ သင်ကကြောက်လာတွေတဲကိုပို့ပြီးနက်နက်ဒူးဆွသွားတဲ့အခါမှာတော့ဒီရင်မြစ်တွေတောင်ရှပသွားပါတယ်။မက်ရှိုင်းနဲ့ဇီဝရက်ဝန်းမှာရှင်သန်ချင်းရဲ့အစုံးစုံအဆင့်မှာတော့တက်ရှိတွေဟာရေနဲ့ကြောက်တုံးကိုဓာတ်ပြုမှုရဲ့ဘေးရွက်ပစ္စည်းအဖြစ်ထုတ်လုပ်လိုက်တဲ့ဟိုက်ဒရိုဂျင်တန်းဝိကိုသာအသုံးပြုနိုင်ကြပါတော့တယ်။ဒီနေရာမှာဆဲရည်တွက်ဟာ1မီလီလီတာကိုဆဲရည်တွက်30လောက်အထိနည်းပါးသွားနိုင်ပေမဲ့ထူးဆန်းစွာနဲ့ပဲဒီလောက်နည်းတဲ့အရင်မြစ်တွေနဲ့ရှင်သန်နေရပေမဲ့ တည်နေဆိုင်တဲ့ဇီဝရဝန်ကတက်ရှိတွေမှာအနှဲငယ်သောမျိုးစိတ်ကွဲပြားမှုတွေရှိနေတော့မှာပဲတကယ်တော့ organic carbon ကိုစားသုံးတဲ့ဇီဝရဝန်နဲ့ hydrogen တန်းခွေကိုစားသုံးတဲ့ဇီဝရဝန်တွေကြားကမျိုးစိတ်ဖွဲ့စည်းပုံကွာခြားမှုကထင်ကြီးစရာကောင်းပြီးမျိုးစိတ်တစ်ခုစီကမြေအောက်မှာရှင်သန်ဖို့ကိုပိုင်ထူးခြားတဲ့နည်းလမ်းတွေရှိကြပါတယ်သမှုဓရာတွေလိုပဲတိုက်ကြီးတွေနဲ့နယ်ဆိုင်တဲ့ဇီဝရဝန်တွေမှာလည်းအံဩစရာကောင်းတဲ့မျိုးစိတ်တွေကိုကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ကြပါတယ် တောင်အာဖရိကကပလက်တီနမ်သတ္တုရင်တစ်ခုကိုစူးစမ်းရှာဖွေရေးခီးစဉ်တစ်ခုမှာသူတည်တီတွေကသိပ္ပံပညာအတွက်အရင်ကမသိခဲ့တဲ့ဘက်တီးရီးယားပုံစံအစ်စ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။သူတို့ကပုံမှန်ဒုတ်ချောင်းပုံစံမျိုးစိမ့်လို့ထင်ရပေမဲ့ကံလန့်ဖြတ်ကြည့်လိုက်တဲ့အခါမှာတော့သရီကံလည်းမဟုတ်စတုကံလည်းမဟုတ်ပဲကျေပုံသဏ္ဍာန်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ဒီကျေပုံသဏ္ဍာန်တက်ရှိတွေဟာလူစပင်တမြင်ရဲ့စေပုံပုံတပုံစံလောက်သာရှိပေမဲ့သူတို့ရဲ့ပုံစံကအာဟာရတွေကို အများဆုံးစွန့်ယူနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒါကဒီလိုရှားပါးတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါအရေးကြီးဆုံးပါပဲခုထိတော့ကျွန်တော်တို့ကနက်ရှိုင်းတဲ့ဇီဝရဝန်းတွေကဘက်တီးရီးယားတွေနဲ့အာဂီယားတွေကိုအဓိကထားပြီးပြောခဲ့ကြပါတယ်ဒီအုပ်စုတွေကမြေဥပ္ပဝန်းကျင်တွေမှာပိုအဖြစ်များနိုင်ပေမဲ့မကြသေးခင်ကလေးလာမှုတွေအရဒီလိုအစိုးရဘဝပုံစံကိုရေရွဝန်းဝန်းနေထိုင်နေကြတဲ့ယူကရီးယားတွေကိုလည်းစတင်ဖော်ထုတ်နေကြပါပြီ ဒေါက်တာဟာရစ်ဒရိတ်နဲ့သူ့ရဲ့လုပ်ပေါ်ခိုင်မတွေက2019ခုနှစ်မှာပုံဆောင်ခဲ့ကြောက်တဲ့ကမှုတွေကို940မီတာအနက်မှာပထမဆုံးအကျဉ်းချဝေတွေ့ရှိခဲ့ကြောင်းတင်ပြခဲ့ပါတယ်2021ခုနှစ်မှာတော့တောင်အာဖရိကရွှေရင်းတစ်ခုကကြောက်အပ်ကြောင်းတွေကနေထုတ်ယူရရှိတဲ့ရေကိုခွဲခြမ်းစိတ်ဖြာခဲ့တဲ့သိပ္ပံပညာရှင်တွေကဆယ်အများကြီးနဲ့ဖွဲ့စည်းထားတဲ့သက်ရှိတွေကိုတောင်တွေ့ရှိခဲ့ကြပါတယ်အဲ့ဒီရေကပင်လယ်ရေမျက်နှာမြင်အောင် 30.6ကီလိုမီတာအနက်မှာအနည်းဆုံးနှစ်3လောက်လောက်ရှိခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာသုတေသီတွေက nematodes လို့ခေါ်တဲ့သင်းငယ်တီကောင်ငယ်သမျိုးကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီထဲမှာသိပ္ပံပညာအတွက်အရင်ကမသိခဲ့တဲ့မျိုးစိတ်အသစ်တစ်ခုလည်းပါဝင်ပါတယ်။သူတို့ကအဲ့ဒီမျိုးစိတ်ကိုဒေါက်တာ Foster ထဲကအလင်းမကြိုက်တဲ့မကောင်းဆိုးဟာ Mephistopheles ကိုအစွဲပြုပြီး H Mephisto လို့အမည်ပေးခဲ့ပါတယ်။ ကမ္ဘာအပေါ်ရန်လွာတဲ့က1.3ကီလိုမီတာအနက်မှာနေတဲ့မျိုးစိတ်တစ်ခုအတွက်တော့လိုက်ဖက်တဲ့နာမည်တစ်ခုပါပဲအဲ့ဒီမှာစဉ်းစားစရာတွေအများကြီးပါကမ္ဘာဖီယာအိုဂျီထဲမှာဘဝကိုပျော်မွေ့နေတဲ့မယုံနိုင်လောက်အောင်စွမ်းအင်ထရတာနိုင်တဲ့အမှုစီဝါသက်ရှိတွေလုံးဝအသစ်ဖြစ်တဲ့ဘက်တီးရီးယားပုံစံတွေစားစရာဆိုလို့ဟိုက်ဒရိုဂျင်တန်းဝေပဲရှိတဲ့ပတ်ဝန်းကျင်တွေနောက်ပြီးမကောင်းဆိုးဝါးနာမည်ပေးခံရတဲ့မျိုးစိတ်တစ်ခုတောင်ပါပါသေးတယ် ကမ္ဘာနဲ့ဆိုင်တဲ့ဇီဝရပ်ဝန်းကတကယ်ကိုအံဩစရာတွေပေးဆွမ်းခဲ့တာပါ။မြေအောက်မှာရှိပြီးစာသားတိုင်းနေရာတိုင်းမှာရှိနေတဲ့နေရာတခုကိုဘယ်လိုများစပြီးတိုင်းနာကြမလဲ။နဲ့ဆိုင်တဲ့ဇီဝရပ်ဝန်းတက်ရှိတွေဘယ်လောက်ရှိလဲဆိုတာကိုတိကျတဲ့နံပါတ်တခုပြောဖို့ခက်ခဲပေမဲ့ကျွန်တော်တို့မှာတော်တော်ကောင်းမွန်တဲ့ခံမှန်းချက်တခုရောရှိပါတယ်။2018ခုနှစ်မှာ Deep Carbon Observatory ကထုတ်ပြန်ခဲ့တဲ့စာတမ်းတစ်စောင်မှာကမ္ဘာတဝန်းကဆဲပဝင်မှုနှုန်းတိုင်းနာချက်ပေါင်း 3800လောက်ကိုပြန်လည်သုံးသပ်ခဲ့ပါတယ်။တုံလုံးဆရာကောင်းလောက်အောင်မဲ့သူတို့ကတိုက်ကြီးတွေရဲ့မြေရောက်မှာပဲစေပေါင်း200ကနေ600အော်တယ်လီယန်ကြားမှာရှိနိုင်တယ်လို့တွက်ချက်ခဲ့ကြပါတယ်။ဒါကဘာကိုဆိုလိုတာလဲ။သင်္ခန္ဓာကိုယ်ထဲမှာစေပေါင်း trillion 30ခန့်ရှိရလို့ခန့်မှန်းရပါတယ်။ဒါကြောင့်ကိုမီအောင်နဲ့ထဲကဆဲရီတွက်ဟာအဲ့ဒီထက်အစာပေါင်း20 quadrillion ပိုများနေပါတယ်။ဒါဟာပင်လယ်ကြမ်းပြင်အောင်အနေနဲ့တွေနဲ့မြေအောက်ရေလောင်ကန်တွေကို ထဲမတော်ထားသေးပါဘူး။နယ်ဆိုင်တဲ့ဇီဝရေဝန်သက်ရှိတွေဟာကုဘကီလိုမီတာ2ဘီလီယံကနေ2.3ဘီလီယံကြားရှိတဲ့ဒုထည်ကိုနေရာယူထားတယ်လို့ယူဆရပြီးဒါဟာကမ္ဘာသမုဒ္ဒရာအားလုံးရဲ့ဒုထည်ထက်မဆနီးပါရှိပါတယ်။ကျွန်တော်တို့ဟာကမ္ဘာသမုဒ္ဒရာတွေရဲ့900နိုင်ငံကစူးစမ်းရှာဖွေပြီးသေးတယ်လို့ခန့်မှန်းထားတာကြောင့်နယ်ဆိုင်တဲ့ဇီဝရေဝန်ရဲ့ဘလောက်များများကမတွေ့ရသေးပဲကြံနေအောင်မလဲဆိုတာစဉ်းစားတာကြီးကြီးပါ။ အခုတော့ကျွန်တော်တို့သိပါပြီ။နေဆိုင်တဲ့ဇွားရဲ့ဝန်သက်ရှိတွေအများကြီးရှိနေပါတယ်။ကျေးဇူးတင်စရာကောင်းတာကအနာဂတ်မှာသူတို့ကိုမျိုးစားခွဲခြားဖို့ကမ္ဘာလုံးဆိုင်ရာ project တစ်ခုရှိနေပါတယ်။ The Census of Deep Life လို့ခေါ်တဲ့ဒီ project မှာ DCO နဲ့တခြားမိဘအဖွဲ့အစည်းတွေပါဝင်ပြီးသူရဲ့ရည်မှန်းချက်ကတော့နေဆိုင်တဲ့ DNA sequencing နည်းပညာကိုအသုံးပြုပြီးတိုက်ကြီးတွေနဲ့ပင်လယ်ရေအောက်ပတ်ဝန်းကျင်တွေကတက်ရှိတွေကိုကမ္ဘာလုံးဆိုင်ရာစစ်တမ်းကောက်ယူဖို့ပါပဲ ီ project တစ်ချောင်းလုံးမှာသူတေတီတွေကမြေရောက်တရှိတွေရဲ့မြေရိုးဗီဇာကွဲပြားမှုသူတို့ရဲ့အဖွဲ့ဖွဲ့စည်းပုံကာဗွန်တန်နေရာမှာသူတို့ရဲ့အခန်းကဏ္ဍနဲ့တခြားအရာတွေကိုဖော်ထုတ်ဖို့မျှော်လင့်နေကြပါတယ်။သူတို့ကနှဆိုင်တဲ့ဇီဝရပ်ဝန်းအတွက်အဓိကကျတဲ့မျိုးစိတ် Keystone Species တခုခုရှိနေသလားဆိုတာကိုတော့ရှာဖွေတွေ့ရှိနိုင်ပါတယ်။အဓိကကျတဲ့မျိုးစိတ်တွေဆိုတာကဂေယာစနစ်တစ်ခုမှတခြားမျိုးစိတ်တွေရှင်သန်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့မျိုးစိတ်တွေကိုဆိုလိုတာပါ။ပြီးတော့ ဒီအစနစ်ကျမကြီးရဲ့ကောင်းမွန်တဲ့ညွန်များချက်တွေလည်းဖြစ်တတ်ပါတယ်။ Beaver တွေကတမန်တွေဆောက်လုပ်တာကြောင့်ငားနဲ့ကုန်းနေရင်းနေသကွာတွေလိုတခြားသတိဆန်တွေရှင်သန်နိုင်တာဒါမှမဟုတ်သစ်ပင်သပင်ပေါ်မှာပေါက်နေတဲ့ကြောက်ပွင့်တွေကိုကြည့်ပြီးလေရုရည်သွေးကိုသိနိုင်တာတွေသင်ကြားဖို့မှာပါ။ကျွန်တော်တို့ကနက်ဆိုင်တဲ့ဇီဝရပ်ဝန်ထဲမှာအလားတူမျိုးစိတ်ဒါမှမဟုတ်အုပ်စုတစုကိုတွေ့ရှိနိုင်ပါတယ်။တကယ်လို့သာရှိခဲ့မယ်ဆိုရင်အဲ့ဒီမျိုးစိတ်ဟာ နိုင်ဆိုင်တဲ့ဇီဝရုံကိုစတင်အခြေချရမှာရှေ့ဆောင်ဖြစ်နိုင်ပြီးတခြားအနုဇီဝတက်ရှိတွေရှင်သန်နိုင်မဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲပေးဖို့ကူညီပါလိမ့်မယ်။သိပ္ပံပညာရှင်တွေကတော့သူတို့ရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲပြင်လဲမှုနဲ့ကျွန်တော်တို့လေ့လာခဲ့တဲ့နိုင်ဆိုင်တဲ့အနုဇီဝရုံအများပြားမှာရှိနေတာကြောင့်ကောင်းမွန်တဲ့ပြိုင်ဘက်တွေဖြစ်နိုင်တဲ့ဘက်တရီးယားမျိုးစိတ်တချို့ကိုစိတ်ဝင်စားစောင့်ကြည့်နေကြပါပြီ။ကျွန်တော်တို့အဖြေမရှာနိုင်သေးပေမဲ့ဒီမေးခွန်းတချို့ကို ဖြေဆိုနိုင်တာက ဒီလိုနေဆိုင်ရနေရာတွေဟာမူလကဘလို့ဖြစ်တည်လာသလဲနောက်ပြီးကျမ်းမာတဲ့နတ်ဆိုင်တဲ့ဇီဝရုံတို့ခုကဘလို့ပုံစံရှိနေသလဲဆိုတာကိုပူကောင်းကောင်းနားလည်နိုင်စေမှာပါဒီချက်တွေအားလုံးရှိနေပေမဲ့ဒီယူဆတစ်ခုလုံးရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတစ်ခုကတော့ဒါဟာကဘာကျူးတစ်ခုထဲမှာပဲကန့်သက်မနေနိုင်တာပါဒီနေ့ဒီတွေ့ရှိခဲ့တဲ့ကမ္ဘာအတွင်းပိုင်းတက်ရှိအားလုံးကဒီမေးခွန်းကိုမေးစေပါတယ်ဒီလိုတက်ရှိမျိုးကကျွန်တော်တို့ဂျိုးပြင်းမှာလည်းရှိနိုင်သလား ဂျိုသားတွေရဲ့တန်တာကြောက်တန်းတွေဒါမှမဟုတ်အမေဇုန်တော်ဥတွေကိုစိတ်ကူးကြည့်တာကတော့အစွဲတစ်ခုလိုထင်ရပေမဲ့ဂျိုသားတွေရဲ့နှက်ဆိုင်တဲ့ဇီဝရဝန်းကတော့ပိုပြီးလက်တွေ့ကျနိုင်ပါတယ်။ဒီเจ้าရာနဲ့ပတ်သက်တဲ့ငင်းခုန်မှုအများပြားဟာလွန်ခဲ့တဲ့နှစ်30ကျော်ကထုတ်ဝေခဲ့တဲ့စာတမ်းတစ်စောင်ကြောင်းစတင်ခဲ့တာဖြစ်လို့သူ့ရဲ့အဆိုပြုချက်တချို့ကိုလေ့လာကြည့်ကြရအောင်1992ခုနှစ်မှာနက္ခတ္တရူပဗေဒပညာရှင်တောမတ်စ်ကိုကနှက်ဆိုင်မိပူပြင်းတဲ့ဇီဝရက်ဝန်း The Deep Hot Biosphere ဆိုတဲ့တမိုင်းဝင်စာတန်းစာဆောင်ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီထဲမှာသူကအနုဇီဝသက်ရှိတွေဟာကမ္ဘာမျက်နှာပြင်ပေါ်မှာလိုပဲကမ္ဘာမြေအောက်မှာလည်းခြေခြေပြင်းပြင်းရှိနိုင်ွယ်ရှိတယ်။ဒါပေမဲ့စီးမင်းတွေကတော့တော်တော်ကွဲပြားတယ်လို့သူကငင်းခုန်ခဲ့ပါတယ်။ကမ္ဘာအပေါ်ရံလော်ရဲကိုပုံနဲ့နဲ့ဝင်သွားလေလေရှင်သန်မှုအတွက်အလင်းမီစာချက်လုပ်ခြင်းအစားဓာတ်ဥပဒေဆိုင်ရာစွမ်းအင်ရင်းမြစ်တွေကအဓိကဖြစ်လာပြီး အပူချိန်ကအကန့်အသတ်ဖြစ်စေတဲ့အချက်ဖြစ်လာတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့နတ်ဆိုင်တဲ့ဇီဝရုပ်ဝန်သက်ရှိတွေရဲ့ဥပမာတွေကနေ ကြားခဲ့ရသလိုပဲဂိုးထအမှန်တရားနဲ့တိတ်မကွာဝေးခဲ့ပါဘူး။ဒါပေမဲ့တခြားဂျူတွေပေါ်ကသက်ရှိတွေနဲ့ပတ်သက်တဲ့သူ့ရဲ့မှတ်ချက်တွေကလူတွေကိုတကယ်ပဲတွေးတောစေခဲ့ပါတယ်။ကျွန်တော်တို့ဟာဝမ်းနည်းစရာကောင်းစွာနဲ့ကျွန်တော်တို့ရဲ့နေအဖွဲ့စည်းတဲ့ကတခြားဂျူတွေမှာမင်းသက်ပြင်ပေါ်သက်ရှိတွေအတွက်တင့်တော်တဲ့အခြေအနေမရှိဘူးဆိုတာသိထားကြပါတယ်။ ဒါပေမဲ့ဂိုးလ်ကမြေရောက်တက်ရှိတွေအတွက်လည်းအလားတူပဲလားလို့တွေးမိခဲ့ပါတယ်။ကျွန်တော်တို့ကဘာဂျိုကတက်ရှိရှင်သန်မှုအပူအေးအနေတော်ဖြစ်တဲ့ဂိုဒီလော့ဘလန်နဲ့တခုဖြစ်လို့ကျေးဇူးတင်ကြရမှာပါ။အရန်မပူလုံးအရန်မအေးလုံးပဲအည်ဖြစ်ရှိတဲ့ရေမျက်နှာပြင်ပေါ်မှာရှိနိုင်လို့ပါ။ဒီချက်နဲ့ပတ်သက်ပြီးတော့ကဘာဂျိုကနေဖွဲ့စည်းရဲ့ဂျိုတွေနဲ့လရွေကြားမှာတမှုထူးကြပါတယ်။ဒါပေမဲ့နှဆိုင်တဲ့ဇီဝရဲ့ဝန်းထဲကအခြေအနေတွေကတော့ ပိုပြီးတသမတ်ဖြစ်လေးရှိပြီးဒါကကဘာအပြင်တခြားဂျူတွေအတွက်လည်းမှန်ကန်နိုင်ပါတယ်ကျွန်တော်တို့နေဖွဲ့စည်းတဲ့ကဂျူတွေနဲ့လားတွေပေါ်မှာမင်းနဲ့ပြပေါ်ကရေကိုရှာမတွေ့နိုင်ပေမဲ့ဒါကရေလုံးဝမရှိဘူးလို့တော့မဆိုလိုပါဘူးတကယ်တော့သိပ္ပံပညာရှင်တွေကတစ်ချိန်ကမားစုရဲ့ငါးပေါ်တပုံဟာရေအောက်မှာရှိခဲ့တယ်လို့ထင်ကြီးပေးကြပါတယ်နောက်ပြီးဂျူပီတာဂျူရဲ့လယူရိုပါဒါမှမဟုတ်စေတန်ရဲ့လအန်ဆယ်လက်ဒက်စ်လို့လားတချို့မှာ သူတို့ရဲ့ရေခဲလွှာအပြင်ပန်းအောက်မှာမျက်နှာပြင်ကသမုဒ္ဒရာတွေရှိနေပြီးအဲ့ဓာတွေကပေါက်ကွဲထွက်တဲ့ရေပန်းတွေဖြစ်သူတို့ရှိကြောင်းပြသတတ်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာက NASA ဟာ Enceladus ကရေပန်းတွေထဲမှာ organic drop down တွေကိုတောင်တွေ့ရှိခဲ့ပြီးဒါတွေဟာသက်ရှိတွေအတွက်ပထမဆုံးအုံမြင့်တွေဖြစ်လာနိုင်တဲ့အလားအလာရှိနေပါတယ်။ကမ္ဘာပေါ်မှာတော့ရေရှိရင်သက်ရှိရှိတယ်လို့မကြာခဏဆိုကြပါဗါတယ်။ဒါကြောင့်တခြားဂျူတွေအတွက်လည်းအလားတူမှန်ကန်နိုင်တယ်လို့ဆိုရတာက ကြိုးချောင်းစီလျော့ပါတယ်။ရေရှိလာရင်ကဘာပေါ်မှာလေးလံတွေးရှိခဲ့တဲ့ရေနဲ့ကြောက်တုံးတွေရဲ့ဓာတ်ပြုမှုတွေလိုမျိုးဖြစ်ပေါ်လာနိုင်ပြီးတော့မြေရောက်သက်ရှိတွေစွမ်းရည်ရင်းမြစ်ဖြစ်သုံးဖို့လိုအပ်မဲ့ဟိုက်ဒရိုဂျင်ဒါမှမဟုတ်တခြားဘူမိတန်းငွေတွေကိုထုတ်လုပ်နိုင်ပါတယ်။ဒါကြောင့်မင်းနဲ့ပြန်ချင်းနေတွေကဂျူပြင်မအနုစီဝါသက်ရှိရှင်သန်ဖို့အရန်ကြမ်းတဲ့နယ်လိုထင်ရပေမဲ့သူတို့ဟာမြေဝင်းထဲကနေအနှဲငယ်အပြင်ဘက်သူတို့ရဲ့နေအိမ်ဂျူတွေကနှက်ဆိုင်တဲ့ဇီဝရယဝန်းတွေထဲမှာပေါအောင်နေနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ဂျူရီရဲ့အတွင်းပိုင်းမှာနေထိုင်တဲ့ဂျိုသားတွေပေါ့မြင်းမျက်နှာပြင်အောက်ကကျွန်တော်တို့ရဲ့ခီးစဉ်အဆုံးသက်လာတဲ့ခါမှာတော့တကယ်တမ်းမှာမြင်းမျက်နှာပြင်ပေါ်မှာနေထိုင်သူတယောက်ဖြစ်တာကိုတော်တော်ကျေးဇူးတင်မိပါတယ်သိပ္ပံမြင်ရရှင်အများပြားကနတ်ဆိုင်နဲ့မြေအောက်ကိုစူးစမ်းရှာဖွေတာဟာအမေဇုန်တော်ကိုစူးစမ်းရှာဖွေတာနဲ့တူတယ်လို့ပြောကြပြီးကျွန်တော်ကတော့ဒါဟာတခြားကဘာတစ်ခုကိုစူးစမ်းရှာဖွေနေရတယ်လို့ပဲလို့တောင်ပြောချင်ပါတယ်နတ်ဆိုင်နဲ့ဇီဝရဲ့ဝန်တစ်ခုလုံးကိုစူးစမ်းလေ့လာဖို့ အနားတော်မကတ်နိုင်သေးပေမဲ့မယုံနိုင်တော့အောင်မြင်မာတဲ့ဖီအားတွေယေဇူမအပူချိန်တွေနဲ့စားစရာဆိုလို့ဟိုက်ဒရိုဂျင်တန်းငွေပဲရှိတဲ့ပတ်ဝန်းကျင်တွေကိုခံနိုင်ရရှိတဲ့ဘက်တီးရီးယားတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ်အခြေအနေတွေကဘလောက်တောင်အဆုံးရောက်နေသလဲဆိုရင် H Mephisto လို့ပဲအဲ့ဒီမှာရှင်သန်နိုင်ုံနဲ့မကောင်းဆိုးဝါးတကောင်ရဲ့နာမည်တူမျောဝေခံရနိုင်တဲ့အထိပါပဲသိပ္ပံပညာရှင်တွေကကျွန်တော်တို့မြေကြီးတဲကိုပထမဆုံးတူဖို့နိုင်ခဲ့ခြင်းဒါမှမဟုတ်သမုဒ္ဒရာတွေကိုစူးစမ်းလေ့လာနိုင်ခဲ့ခြင်းကလေးက ဒီကဘာကိုဆွဲလန်းခဲ့ကြတာဖြစ်ပြီးကျွန်တော်တို့ရဲ့နက်ဆိုင်နဲ့ဇီဝရဲ့ဝန်တွေအကြောင်းလေးလာတာကကဘာအပြင်ဘက်မှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုပိုကောင်းတဲ့အကြံဉာဏ်တစ်ခုပေးစားနိုင်ဖို့ရှိပါတယ်။ဒီလိုလှုပ်ချင်းအားဖြင့်ကျွန်တော်တို့ဟာနက်ဆိုင်မီပူပြင်းတဲ့ဇီဝရဲ့ဝန်ဆိုတာကချွင်းချက်တစ်ခုမဟုတ်ပဲစက်ကြောရာတစ်ခွင်ကဂျူရီအားလုံးအတွက်ပုံမှန်ချင်းနေတစ်ခုသာဖြစ်တယ်ဆိုတာကိုနားလည်လာနိုင်မှာဖြစ်ပါတယ်။ဒီနေ့တော့လောက်ပါပဲ။ကြီးစုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတိုင်းတင်းတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးရန်တို့ဒီခေါင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘူးသုဒအကြောင်းအရာတွေကိုထပ်ပြီးသိရင်သိသလဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး။